25ခုနှစ်မေလ29ရက်ဒီနေ့ကြာသပတေးနေ့အတွက်9ရက်သားမီးတွေအတွက်တဲတော်ကန်နမိတ်ကတော့ရွှေခွက်ကိုမြင်းပြူစီပြီးရရှိသွားတဲ့မင်းသားရဲ့သင်္ကေတနမိတ်ဖြစ်တယ်။မိတ်ဆွေတို့အတွက်ခီးကောင်းသွားဖို့အစီအစဉ်လေးပေါ့မယ်။ကားနဲ့ပတ်သက်တဲ့အလုပ်တွေလုပ်တဲ့သူတွေအတွက်အခွင့်အရေးကောင်းရမယ်။နိုင်ငံခြားရောက်နေတဲ့သူတွေစီကသတင်းကောင်းကြားမယ်။ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေပြည်လည်သွားမယ်။ဒီလိုနှစ်မျိုးမှာကံအထူးကောင်းမှုလို့အတွက်ကတော့တင်းသားရှင်ဆရာလေးတစ်ပါးပါကို ကောင်းငင်းစံတပီလှူဒန်းလိုက်ခြင်းအပြင်ကောင်းသောကံတရားအခွင့်အရေးတွေထူးထူးခြားခြားရပါလိမ့်မယ်။ထို့သူဒီနေ့မှာမိရှုသန့်စင်ဘွားမြင်ကြရရင်သွေးရနိုင်အတွက်ကတော့မဟာဘုဗေရဏိယဇာတာပတိနေဘွားအဓိပိဘွားဇာတာရှင်နေဖြစ်ကြပါတယ်။ဒီနေ့ရင်သွေးရနာတွေဟာအဓိကကြတဲ့သူမျိုး ။ဆွေမျိုးမိတ်ဆွေတွေကအာကူအာဓာပြုရတဲ့သူမျိုးဖြစ်ကြပါလိမ့်မယ်။အကြောင်းနမိတ်ကောင်းဖတ်လိုက်ပါရစေ။ဒီနေ့မှကြောက်တဲ့မွေးနေ့ရှင်တွေအတွက်တစ်နှစ်တာလုံးကန်တရားအကိုကိုအထောက်ပံ့ကောင်းနေထူးထူးခြားခြားပေးဖို့လိုတဲ့ကတော့မြတ်စွာဘုရားရှင်ကိုအဝါရောင်ပန်းတွေလှူဒန်းပြီးတော့ဆုံးမကြွားတဲ့ကိုရင်ဥစဉ်တွေကိုအသီးသုံးမျိုးလောင်းလို့တိုက်ပြီးဆွေမျိုးမိတ်ဆွေလူရင်းတွေကိုခောက်ဆွဲကြောဒါမှမဟုတ်ကြားတန်းကြောဒါနပြုလိုက်ခြင်းအပြင်တစ်နှစ်တာလုံးငွေကံစီးပွားကံပညာကံမှာကောင်းကျိုးချမ်းသာများစွာရပါလိမ့်မယ်ခင်ဗျာ ဒီနေ့အတွက်ခုနှစ်သားမိအားလုံးအကျိုးပေးဆုမှုကဏ္ဍတော့၃ညကဏ္ဍ၉ကဏ္ဍဖြစ်ပြီးတော့မိတ်ဆွေတို့အတွက်ငွေကန်အထူးပွင့်ဖို့လို့အတွက်ကတော့နှိစက်တဲ့ညောင်မင်းကိုရေးသွန်းတော့ပြီးငွေဝင်ဖို့အတွက်ဆူတောင်းလိုက်ပါခင်ဗျာစတိုးဆိုင်နဲ့ကုန်းဆောင်ဆိုင်နဲ့လက်ဖက်ဆိုင်နဲ့စားတော့ဆိုင်နဲ့ရောင်းပန်းသာဝယ်ပန်းလှောက်ဖို့လို့အတွက်ကတော့ဒီလိုမျိုးမှာစိုက်ရှိမျက်နှာသာကိုနွားတို့အနှဲငယ်ပပြန်လိုက်ခြင်းအပြင်တိတိတသာရောင်းပန်းသာဝယ်ပန်းလှပါလိမ့်မယ်အယောင်ထိုင်းနေတဲ့ကုန်ပစ္စည်းတွေအယောင်တော့ဖို့အတွက်ကတော့မြေပြူကဲလေးတစ်ချောင်းဒါမှမဟုတ်လို့ရှိရင်လည်း အဖြူရောင်ခဲတံလေးတစ်ချောင်းနဲ့ correction pin လေးတစ်ချောင်းနဲ့တို့ပြီးခောက်ပြီးရိုက်ပြီးအယောင်းထွက်ဖို့ဆူတောင်းရင်တိတတာအယောင်းတွက်ပါလိမ့်မယ်ခင်ဗျာအမှုခင်းကြုံနေတဲ့သူတွေဆွေမျိုးမိသားစုမှာရှိရဆိုရင်တော့အမှုကြုံနေတဲ့သူရဲ့အမိကိုခရမ်းသီးတစ်လုံးမှရေးပြီးတော့ညနေပိုင်းရေစည်းကိုမျောပြလိုက်မှာဖြစ်ပါတယ်ထို့တူကျမ်းမာရေးညံ့နေတဲ့သူတွေရှိရဆိုရင်တော့ဒီလိုနည်းမျိုးမှာကျမ်းမာရေးကံအထူးကောင်းမှုလို့အတွက်မြတ်စွာဘုရားရှင်ကိုအနီအောင်ဖျောင်းနိုင်မိထုံးပြီးဆူတောင်းခြင်း ဓာတ်စာအပြင်နဲ့အနီရောင်ဖြော်ရင်တို့မို့ဖျဲသည်အနှဲငယ်စားပြီးဆူတောင်းခြင်းအပြင်ကျန်းမာရေးအတွက်ကောင်းသောအထောက်ပံ့ကောင်းတွေရပါလိမ့်မယ်ခင်ဗျာအချင်းမြစ်တိုင်းအိမ်တော်ကြီးကိစ္စတွေအစဉ်ပြေဖို့လိုအတွက်ကတော့အုံစင်းကြီးတစ်ခွက်မြတ်စွာဘုရားရှင်ကိုလောင်းလှူလိုက်ပါခင်ဗျာ